မင်္ဂလာပါကျွန်တော်ကတော့အမချမ်းပါရှေးဖြစ်အကြောင်းအရာတွေပြောရရွှေပေးပဲဖြစ်ပါတယ်ပြီးခဲ့ရက်ပိုင်းကနယ်မြို့လေးတစ်ခုမှာကျန်းစာသွားတင်ဖြစ်တော့မိတ်ဆွေတရားမေးပါတယ်နောက်ဆုံးသောကာလဆိုတာဘယ်ချိန်ကစတာလဲဘာတွေဖြစ်လာအောင်မလဲအဆုံးမှာစီရင်ခြင်းရှိတယ်သခင်ယေရှုအကြောင်းမကြားသိလိုက်ရပဲသေဆုံးသွားတော့ကောင်းမြတ်တဲ့သူတွေဘယ်ကိုရောက်မှာလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒီအကြောင်းအရာတွေကိုမပြောခင်ပါဥစွာကျွန်တော်ကပုံမြင်နေပြောမှာမဟုတ်လူသားတိုင်းနဲ့ဆိုင်တဲ့သမိုင်းဝင်ဖရာအကြောင်းပြောမှာဖြစ်တယ်လူအချို့ကဒီဘာသာငါတို့နောက်နှစ်900မှာပေါ်လာတာသူတို့ရဲ့တမန်ကျမ်းစာဆိုတာကလည်းခေဆက်ဆက်ပြုပြင်ပြီးရေးသားထားတာငါတို့ကဖရာကိုယ်တိုင်ခြားပြီးတဲ့ကျမ်းစာတစ်ဖြစ် ပြောတတ်ကြတယ် ဒီနေ့ကဘာပေါ်မှာအအောင်မြင်ဆုံးသောပုံကူလို့ပြောရင်သခင်ယေရှုပဲဖြစ်တယ်။နောက်မှအအောင်ဝယ်ပုံကူတွေပေါ်လာအောင်ပဲသိချာတာတော့သခင်ယေရှုကိုမိသူမှကြော်လွန်နိုင်မှာမဟုတ်ဘူး။အအောင်မြင်ဆုံးစာအုပ်လို့ပြောပြရင်လေသခင်ယေရှုကြောင့်အဓိကရေးသားထားတယ်။အမှချမ်းစာအုပ်ပဲဖြစ်တယ်။ဆိုတော့20ရာစုမှာအကြီးမြတ်ဆုံးသောရှာဖွေတွေ့ရှိမှုလို့ပြောတဲ့အခါမှာ 1940ခုစားငန်းအိုင်အင်းကြီးကဂူရီထက်ကပြန်လဲတွေ့ရှိခဲ့တဲ့စံစာလိပ်တွေပဲဖြစ်တယ်။ထိုစံစာလိပ်တွေက BC 300လောက်ကရေးသားထားတဲ့လက်ရင်းမှုတွေဖြစ်ပြီးတော့တရေလိပ်တွေနဲ့စင်းအိုးထဲမှာထည့်ပြီးဖွဲ့ထားတယ်။ဘာကြောင့်ဒီလိုဖွဲ့ထားရလဲဆိုရင်အစ္စရေးနိုင်ငံကြီးက BC 600ကျော်လောက်ကဘာဗလုန်ပါရှား Greek ရောမအစရှိတဲ့ Empire ခေတ်ဆက်ဆက်အောင်ရောက်ရှိခဲ့ပြီးသူတို့ဗိမာန်တော်တွေဖြိုဖျက်ခံရတယ်။ကျန်းစာတွေမိရှုဖျက်ဆီးခံရတဲ့အတွက်ရှေးဘိုးဘေးတွေကဒီလိုဖွဲ့ထားခဲ့ခြင်းဖြစ်တယ်ဆိုတာသိရတယ်။ငါတို့ဘာသာအရင်ပေါ်တယ်ပြောပေမဲ့ဒီတမန်ကျန်းစာလိပ်တွေက BC 1500မောရှေလက်ထက်ကနေစပြီး Prophet တွေအဆက်ဆက် ဘုရားရဲ့လူတွေကရေးသားထားခြင်းဖြစ်တယ်။ဘယ်ဘာသာတရားမှမပေါ်ခင်ကတည်းက BC 1005မောရှေဟာတဲတော်ဗိမာန်တော်နဲ့တခန္တနာဒီဘုရားကိုကိုးကွယ်လာခဲ့ပြီဖြစ်တယ်။အဲ့မတိုင်ခင်ကတော့ရစ်ပလင်နဲ့ဥက္ကဘာဥကရာခေဆက်ဆက်ဒီဘုရားကိုပဲကိုးကွယ်လာတာဖြစ်တယ်။ဘာသာတရားဆိုတော့ BC တထောင်လောက်မှာဟိန္ဒူအဲ့နောက်900လောက်မှာတော့ဗုဒ္ဓအဲ့နောက်ခရစ်ယာန်နောက် AD 900ကျော်မှာအစ္စလာမ်ဆိုတာပေါ်လာခြင်းဖြစ်တယ်။ဒါကြောင့် ဒီတမန်ကျမ်းစာကပြုပြင်ရေးသားထားတဲ့ကျမ်းမဟုတ်ဘူးသခင်ယေရှုလူစားဒီခံမဲ့ရပြုမဲ့မှုအစုံမိတ်တဖန်ကြွလာမဲ့အကြောင်းအကုန်လုံးရေးသားထားခြင်းဖြစ်တယ်ဆိုတော့ဥစွာရှင်းဖို့လိုအပ်တယ်အဲ့တော့နောက်ဆုံးတော့ကလာဘယ်အချိန်ဆလဲလို့မေးရင်1948ဖြစ်တယ်အစ္စရေးနိုင်ငံပြန်လဲရရှိခြင်းပဲအော်ဒီလိုဘလို့ဘာကြောင့်ပြောရလဲဆိုရင်အခုနကအစ္စရေးအင်ပါယာ အဆက်ဆက်အောင်ရောက်ရှိပြီး AD 90ရောမလက်ထက်မှာတော့ပြီးနေနံပေးလိုက်တယ်သူတို့တိုင်းပြည်ပျောက်ခဲ့ရပြီကဘာနှံ့ကိုကွဲလင်းခဲ့ရတယ်သူတို့ပြန်လဲစုပြီးနိုင်ငံတည်မဲ့အကြောင်းကိုရေစကြည်လာယေရမိအာမုတ်တို့မှာဖော်ပြထားရဖြစ်တယ်အထူးသဖြင့်ယေရမိ32မှာဆိုရင်ကဘာနှံ့ကွဲလင်းနေတဲ့သူတို့တွေကပြန်စုပြီးနိုင်ငံတည်မဲ့အကြောင်းအာမုတ်900ဆိုရင်သူတို့နိုင်ငံကလည်းအမြဲတည်မဲ့အကြောင်းဖော်ပြထားတဲ့အတိုင်း 1948မှာသူတို့လွတ်လပ်ရေးကြီးညာတာနဲ့အိုင်နာအာရ9နိုင်ငံကစစ်ခင်းခဲ့ကြတယ်။ဘလို့မှနိုင်စရာအကြောင်းမရှိပါဘူး။ဒါပေမဲ့သူတို့နိုင်ခဲ့တယ်လို့1956 60 83မှာဆလို့ယနေ့ထိစစ်မဲ့တွေအကြိမ်ကြိမ်ပဲအခုဆိုလဲစစ်မျက်နှာ9ခုမကဖွင့်ပြီးတိုက်နေရတယ်။တမာချန်းစာရဆိုရင်နိုင်ဖို့မရှိပါဘူးပေါ့နော်။ဒါသူတို့ရဲ့တော်တက်ခြင်းတယ်ဖရားရဲ့ကွဲကခြင်းကြောင့် ဖြစ်တယ်။ဒီလိုပြောတဲ့အတွက်ဂျူးတွေကိုကာကွယ်ပေးခြင်းမဟုတ်ဘူး။တမန်ကျမ်းစာရဲ့ပရောဖက်ပြုဖက်ပြည်စုံခြင်းကိုပြောခြင်းပဲဖြစ်တယ်။ဂျူးတွေကခရိယာမဟုတ်ပါဘူး။ဒါပေမဲ့သခင်ယေရှုရဲ့လူမျိုးတော်တွေဖြစ်တယ်။နောက်ဆုံးသောကာလမှာတော့သူတို့တွေသခင်ယေရှုကိုလက်ခံယုံကြည်လာဖို့ရှိတယ်ဆိုတာလည်းဖော်ပြထားပါတယ်ဗောနော်။အနည်းချုပ်ပဲဆက်ပြောမယ်ဆိုရင်နောက်ပိုင်းမှာရုရှား၊အီရန်၊တူရကီအစရှိတဲ့မဟာမိတ်တွေအစ္စရေးကို တိုက်ခိုက်ဖို့ရှိတယ်။ဘောကမာဘောကဆင်ရေစကြေလား38။အဲ့မှဖတ်မယ်ဆိုရင်အဲ့စစ်တန်းကြီးကဘလောက်ကြာမလဲတော့မသိဘူးအခုတော့စာနေပြီ။နောက်ပိုင်းမှာတော့သဘောကဘေးနဲ့ပဲပြီးဆုံးသွားမယ်။ဥပမာကိုဗစ်ဖြစ်တဲ့အခါမှာဆေးရုံတွေရပ်တန့်သွားသလိုရန်တွေကတော်တော်များများရပ်တန့်သွားသလိုပဲထိုးစင်မဲ့ရလည်းပြီးဆုံးသွားမယ်။အဲ့နောက်ပိုင်းမှာတော့ယုံကြည်သူတွေကိုသခင်ယေရှုကချီးဆောင်သိမ်းဆီးမဲ့အကြောင်းဖော်ပြထားပြီး ကြံရှိခဲ့သောသူတွေအပြည့်အခါသိခြင်းကိုယ်တိုင်အသက်ပေးရမယ်ကြောင်းပြည်ကျန်း20မှာလည်းဖော်ပြထားတယ်။သူအုပ်ချုပ်ပြီး9နှစ်မှာတော့အန်တီခရစ်သူထောက်ခံသူမဟာမိတ်နဲ့ဆန့်ကျင်သူမဟာမိတ်တို့အစ္စရေးမြောက်ရအာမေဂရုံမှာတတိယကမ္ဘာစစ်ဖြစ်မဲ့ကြောင်းဖော်ပြထားတယ်။အဲမှာဒုတိယကြိမ်သခင်ယေရှုခြေချကြွဆင်းလာမယ်အကြောင်းကိုဖော်ပြထားသလိုခြေချမရတန်လင်းတောင်ဖြစ်တယ် ထို့အကြောင်းကိုသခင်ရှုကြွဆင်းမလာမီရေစကြည်ဇာခရီနာဂတိကျမ်းပေါ့နော်ဇာခရီအနာဂတိကျမ်းမှာကြိုတင်ရေးသားထားတယ်သခင်ရှုခြေချတဲ့အခါမှာတောင်ကြီးကနှချမ်းကွဲမယ်ဒီနေ့ဘူမိပေဒပညာရှင်ကကပ္ပအကြီးဆုံးငလင်ကျော်ကြီးဟာထိုတန်လင်းတောင်မှာရှိတယ်အိုက်မြင်ငလင်လှုပ်ရဲ့တောင်ကနှချမ်းကွဲမယ်ဆိုတဲ့အချိန်ရှာဖွေတွေ့ရှိထားပြီးကျမ်းစာတိုင်းပြေဆုံးနေပြီဖြစ်တယ် နောက်တော့သခင်ယေရှုနှစ်တထောင်အုပ်စိုးသောကာလရောက်လာပြီးရင်တော့အဆုံးမှသောခေဆက်ဆက်မှလူသားတွေကိုအပြစ်စီရင်မဲ့အကြောင်းဖော်ပြထားတယ်။အသက်စာဆောင်ပြင်အခြားစာဆောင်တွေလည်းဖွင့်ထားပြီးသူတို့အကျင့်နဲ့လျောက်တရားစီရင်မဲ့အကြောင်းဖော်ပြထားတယ်။ခုနမေကုံးဖြစ်တဲ့နောက်ဆုံးမေကုံးပေါ့နော်။သခင်ယေရှုကြောင်းမကြသီးလိုက်ရတဲ့တန်ရှင်းမြင့်မြတ်သူတွေဘယ်ကိုရောက်ပါလဲ။အရန်ကောင်းပါတယ်ပေါ့နော်။ ဆိုတော့ကျွန်တော်ရဲ့အတိမိတ်ဆွေတွေထဲမှာလည်းအရန်ကောင်းမြတ်တဲ့သူတွေရှိပါတယ်ဆိုတော့သူတို့တွေပြန်တွေ့ချင်ပါတယ်ဒီခါမှကျွန်တော်စမ်းစာဖတ်တယ်တစ်ပေလေးမှာတေသောသူတို့ဟာအေယုန်ဂီလီတဲ့စကားကိုကြားရတယ်တစ်ပေလေး6မှာပြန်ဖတ်ကြည့်ပါအေယုန်ဂီလီတဲ့စကားကိုကြားဘယ်သူပြောမှာလဲအဲ့တစ်ပေ3မှာပဲပြန်ဖတ်ကြည့်သခင်ရှုအသေးခံတဲ့အခါမှာခန္ဓာအဖြစ်တည်တော်လဲဝိညာဉ်အနောအိလက်ထက်လောင်ထားတဲ့ဝိညာဉ်ကိုသွားပြီးတရားဟောတယ်ဆိုတော့တွေ့ရတယ် ဒီနေ့တော့ကျွန်တော်တို့လူသားတွေကိုအခွင့်အရေးပေးထားတယ်။ဥပမာတမန်တော်30တမုတ်ကောင်းနေလိအရန်အကျင့်ကောင်းတဲ့ဖြူစင်တယ်။ဖယောင်းကိုကိုွယ်တယ်။ဒါပေမဲ့သူတို့ကဲတင်ခြင်းမရသေးဘူး။အဲ့ဒါဖယောင်းမြင်တဲ့အခါမှာကောင်းကင်တမန်ကိုဆေးလွတ်တယ်။ပြီးတော့ကောင်းကင်တမန်ရှင်ပေတရုကိုသွားရောက်ခေါ်ဆောင်စေပြီးတော့မှဒီသတင်းစကားကိုကြားပြောစေတယ်။အဲ့မှာဒီကဲတင်ခြင်းတရားကမဟောပဲမကြားနိုင်မကြားပဲမယုံနိုင်။ယုံကြည်ခြင်းအဖြစ်ပဲလူတိုင်းကအပင်ငယ်ကလွတ်မှဖြစ်တယ်။ ဆိုတော့အဲ့မှာပြန်ကြည့်မယ်ဆိုရင်ထိုတရားကိုဖျားကိုယ်တိုင်လည်းမဟောဘူး။နောက်ကောင်းကင်တမန်လည်းမဟောဘူးရှင်ပေထရုကိုဟောစေတယ်။ဧဝံဂေလိဆိုတာပါလေ။လူတယောက်ဆက်ကြဝါလာမကတန်တယ်။နော်တချို့ကကိုပြုတ်လိုက်တဲ့နော်ဟိုလူတမ်းမှုကိုနော်ဒီကုသိုလ်နဲ့ပြန်ဖုံးလို့ရတယ်လို့ပြောနေတယ်။လူတယောက်ဆက်ကြဝါလာမကတန်တယ်။ထိုဖို့ဘယ်သူမှမပြေးနိုင်ဘူး။နမနဲ့ပြုတ်ဘူးသမျှကောင်းမွန်လဲတန်ရှင်းတဲ့ဖျားရှင်မှာဆံမမိဘူး။ ဘုံမှုကဖရားပဲတတ်နိုင်တယ်ဖရားပဲလှုပ်ဆောင်ပေးနိုင်တယ်အင်မတန်မှတန်ရှင်းရဘုံဘယ်လူတွေမှမထိုက်တန်ဘူးဆိုတော့ကျွန်တော်တို့တန်ရှင်းရဘုံမှာတနေရာရဖို့အတွက်ကျွန်တော်တို့ ਨੇ ထိုက်တန်တဲ့ဒီလဝါကတိုင်ဘုံသခင်ရှုဟာအစာထိုးနေရာယူပေးခဲ့ပြီဖြစ်တယ်ဘုံနော်ဆိုတော့ဒါကိုယုံကြည်ခြင်းအဖြစ်ပဲရမယ်မဟုတ်ဘဲမကြနိုင်ဘူးနောက်တစ်ဖက်သခင်ရှုဒုတိယချိန်ဘယ်လေချိန်ကြွဆဲလာမလဲလို့ရှင်မသက်24တပည့်တော်တွေမေးတဲ့အခါမှာလောကီနိုင်ငံရဲ့ရဒီအေဝံဂေလိသတင်းစကားကြားပြီးတဲ့အခါမှာ အဆုံးကဖြစ်မယ်ဆိုတော့မကြသေးတဲ့သူတွေဟုတ်ပါတယ်မကြသေးတဲ့သူတွေအတွက်ဖရာတရားတယ်နောက်ခုနစာဆောင်တွေလည်းဖွင့်ထားတယ်သူတို့ရဲ့အကျဉ်းလျောက်စီရင်မဲ့အကြောင်းလဲပေါ်ပြထားသလိုအခု internet ခေ radio ခေဒီတရားစကားတွေကြားနိုင်ပါတယ်အခု internet တွေဖွင့်တယ်ဘာတွေကြည့်လဲဘာတွေရှာလဲဖရာရှာလဲအတွေ့ခံပဲပြီးတော့မှယုံလောက်တော့တဲ့တဲ့အများရှိတော့လဲမယုံကြည်ရင်အဘယ်သူသည်ငရဲကလွတ်နိုင်ပြီနီး အခုလူတွေရဲ့နှလုံးသားဖျားတိပါတယ်ဒါပေမဲ့တေဆုံးပြီးရင်လည်းထိုတရားစကားကြားမှာပဲအခုကြားနေတာပဲမယုံသလိုမကြားပဲယုံသွားတဲ့လူတွေထဲမှာလည်းဒီလိုလူတွေရှိမှာပဲသူတို့နှလုံးကခိုင်မှာမယုံမဲ့လူကမယုံဘူးဒါပေမဲ့ဖျားကတော့လူတိုင်းကိုကြားဖို့အခွင့်အရေးပြင်ဆင်ပေးထားပါတယ်အဲကြောင့်ဒီတရားကိုဆင်ခြင်ပြီးတော့နော်မိမိရဲ့တမလွန်အတွက်ရွေးချယ်နိုင်ကြောင်းပေါ့နော်သခင်ယေရှုမယုံလို့ရပါဘူးမယုံလို့ငရဲချမှာမဟုတ်ဘူးမယုံသောသူကမိမိတော်မလို့မိမိတောင်းဝန်ယူသောသူပဲဖြစ်တယ် ုသူတပဲငရဲတပိတာဇာနာရာစကားဖြင့်လူသားတိုင်းအပင်ငရဲမှလွတ်၍တရားသမာတရားသိကြပါစေ။